ဲ့ဒါဦးဇင်းတို့နောက်တတိယပိုင်းကဘာလဲဆိုတော့တံပဇိညာပပ္ပာတဲ့တံပဇိညာဆိုတာပိတ္တပေါင်းသူတော်ကောင်းတို့တတိတံပဇင်ဆိုပြီးတော့တွဲသုံးကြတာတွေမရှိဘူးလားရှိတယ်နော်တံပဇိညာတံပဇာနာတို့ကအပြားအားဖြင့်သိတယ်ပေါ့တံပဇာတံပဇိညာအဲ့ဒါကြတော့မြတ်စွာဘုရားကသူကအသေးစိတ်အမှုအရာလေးတွေကိုတိအောင်စ조사ခိုင်းတဲ့အပိုင်းကိုရောက်လာတယ်နော်အသေးစိတ်ဦးဇင်းတို့အသေးစိတ် ဘလို့တိတ်ခိုင်းလဲဆိုတော့အဘိက္ကံဒီပဋိက္ကံဒီတမ္ပဇာနာကာရီဟောတိတဲ့နော်ရှေ့ကိုတက်တယ်ဆိုရင်ရှေ့ကိုတက်တယ်လို့သိပါနောက်ကိုဆုတ်တယ်ဆိုရင်နောက်ကိုဆုတ်တယ်လို့သိပါဟောသွားရင်လာရင်နဲ့ဟုတ်လားဆိုင်ထဲပြူထဲမှာကိုလိုဈေးရောက်ရင်နဲ့ရှေ့နေနေလေးတိုးသွားလိုက်နောက်လှည့်လိုက်ဒါမျိုးတွေလုပ်နေတာမရှိဘူးလားရှိတယ်အဘိက္ကံဒီပဋိက္ကံဒီတမ္ပဇာနာကာရီဟောတိအဲ့ဒါကိုလည်းပဲပြဋိကလေးထားပြီးတော့သိအောင်ကြိုးစားရမယ်အာလောကိတေဝီလောကိတေတမ္ပဇာနာကာရီဟောတိတဲ့ တဲ့တဲ့ကြည်တယ်တစောင်းကလေးကြည်တယ်ဟောတရားထုတ်တဲ့လူဆိုတာကအိန္ဒိပြည့်အောင်မော့ကြည်တာမျိုးတွေပါတယ်အဲ့ဒါမျိုးကြတော့မြတ်စွာဘုရားကမဟုတ်ဘူးပေါ့အမှန်ကတော့မော့ကြည်တယ်ကြည်တယ်လို့သိရမယ်ပေါ့သို့တော်စာထဲမှာတော့ဟောထားတာကတဲ့တဲ့ကြည်တယ်တစောင်းကြည်တယ်အိန္ဒိယရကြည်တယ်လို့ဆိုလိုတာပါပဲဟုတ်လားအဲ့ဒါကိုလည်းဘာလို့ရမလို့သိအောင်ကြိုးစားရမယ်သတိထားရမယ်ပြီးတော့သမိတ်ရှိတေပတာရိတေတံပဇာနာကာရီဟောဒီတဲ့ခန္ဓာကိုယ်ရဲ့ဟိုဦးဇင်းတို့ အကွေးအစ်စ်တွေကိုကွေးတယ်ဆန့်တယ်မရှိဘူးလားရှိတယ်လက်တွေကွေးတာဆန့်တာရှိတယ်ခြေထောက်တွေကွေးတာဆန့်တာရှိတယ်ခါတွေကိုကွေးတာဆန့်တာရှိတယ်အဲ့ဒီကွေးတာဆန့်တာကိုလည်းသိအောင်ကြိုးစားရမယ်တဲ့သမစင်ညာဘိုင်းမှာပြောတာကဟုတ်ရဲ့လားပြီးတော့ဘာပြောတုံဆိုတော့သင်္ကာတိပတ္တစီဝရဓာရဏီသမဇာနာကာရီဟောတိတဲ့နော်တပိတ်သင်္ကန်းတွေကိုယူပြီးတော့ကိုင်နေသင်္ကန်းကိုယုံနေရမ်းနေလူတွေဆိုရင်တော့အင်ကြီးဝတ်တယ်ပေါ့ဟုတ်လားပကံခွဲရောက်ကိုကိုင်နေပြောလို့မရဘူးလားအေး ဲ့ဒီကိစ္စတွေကိုလည်းပဲအသေးစိတ်သိရမယ်တဲ့နော်ပြီးတော့ဗာလဲဆိုတော့အတိတေခာယိတေတာယိတေသမ္မဇာနာကာရီဟောတိတဲ့နော်အတိတေခာယိတေအတိတေပိတေခာယိတေတာယိတေစားတယ်တောက်တယ်ခဲတယ်ရက်တယ်ဟောနော်အစာအာဟာရနဲ့ပတ်သက်ပြီးတော့ဒါမြတ်စွာဘုရားကစုံအောင်ပြောတာပါအဲ့ဒါကိုသိရင်လည်းပဲအဲ့အဲ့ဒါကိုဖြစ်တယ်ဆိုရင်လည်းသိအောင်ကြိုးစားရမယ်တဲ့ ပြီးတော့ဥ္စာရပတ္တဝကံမေတမ္ပဇာနာကာရီဟောတိတဲ့ကျင်ကြီးကျင်ငယ်ကိစ္စပြုတဲ့အခါမှာလည်းပဲတတိကလေးထမ်းပြီးတော့တိပြီးတော့ပြုရမယ်တဲ့အသေးစိတ်ညွှန်ကြားတာနော်မြတ်စွာဘုရားကပြီးတော့မှအနှစ်ချုပ်ပြီးတော့ဂတိထိတေနိတိန်တေနော်ဂတိထိတေနိတိန်တေသွားတယ်ရက်တယ်ထိုင်တယ်တုတ်တေအိတ်တယ်နော်ပြီးတော့ဇာဂရိတေနိုးလာတယ် ဘာတိတွေစကားပြောတယ်တုန်နိပါဝေစိတ်စိတ်နေတယ်အဲ့ဒီအခြေအနေမျိုးမျိုးကိုလည်းပဲသိအောင်လုပ်ပါတဲ့ဘာမှကိုမကြံတော့ဘူးတော့တကယ်ကြီးမိုင်မြာဂတိတိတေနိတိနိတိနေတုတ်တေဇာဂရိတေဘာတိတေတုန်နိပါဝေနော်ဒကာမတို့ဦးရှင်တို့ဘဝမှာဖြစ်နေတဲ့အခြေအနေတွေကိုအမှန်တိုင်းမလုပ်ရမလို့သိအောင်ကြိုးစားရမယ်ဒါသမဇညာပတ်ပါပဲအဲ့ဒါလို့သိအောင်လုပ်မယ်ဆိုလို့ရှိရင်သူလည်းပဲယခုနကပြောခဲ့တဲ့အတိညာဉ်လေးဖြစ်လာ ဖြစ်ချင်းပြည့်ချင်းတွေကိုသိလာမယ်နော်ပြီးတော့လောကကြီးကို မကန့်ညိပဲနဲ့နော်ကိလေသာတွေကင်းပြီးတော့တတိတွေဉာဏ်တွေတိုးလာလိမ့်မယ်လို့မြတ်စွာဘုရားမဟုတ်ဘူးလားဟောအဲ့တော့တမေညပပပပေါ့ဘုန်းကြီးတို့ဒီနေရာမှာတမေညပပဆိုတာနဲ့ပတ်သက်ပြီးတော့ဒီအပိုင်းထဲမှာပြောစရာလေးတခုတော့ရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဟိုတမစဉ်တရားဟာ၄ပါးရှိတယ်ဆိုတဲ့အကြောင်းကိုပြောခြင်းနော်တမစဉ်ညတရားဘယ်နှပါးရှိတယ် လေးပိုင်းရှိတယ်။အဲ့ဒါဘာလဲဆိုတော့ဦးဇင်းတို့တထကတံပဇင်တဲ့နံပါတ်၁ကတထကတံပဇင်ဆိုတာကလှုပ်တော့မယ်ပြောတော့မယ်တွေးတော့မယ်တခုခုပေါ်လေသွားမယ်လာမယ်စားမယ်တောက်မယ်ဘာပဲလှုပ်လှုပ်မလှုပ်သေးခင်မှာဒါအကျိုးရှိမလားအကျိုးမြတ်မဲ့လေမလားလို့အကျိုးရှိအကျိုးမဲ့ကိုစဉ်းစားတာကိုအဲ့ဒါတထကတံပဇင်လို့ခေါ်တယ်။ဒါကဓမ္မတို့ဦးဇင်းတို့မှာအဲ့ဒီတထကတံပဇင်လဲနဲတာပဲနော်လှုပ်ချင်ရင်လှုပ်ချလိုက်တာပဲသိပြီးတော့ မစင်သာဘူးပေါ့ဟုတ်လားအကြီးကြီးလုပ်မယ်ဆိုရင်တော့စဉ်းစားတာပေါ့အသေးသေးလေးကြတော့စဉ်းစားတာရှိလားမရှိဘူးတော့ရေတောက်တော့မယ်ဆိုရင်အကျိုးရှိမလားအကျိုးရှိမိတ်မလားအဲ့လောက်ထိတော့လူတွေဟာစဉ်းစားသလားမစဉ်းစားဘူးတော့မစဉ်းစားလို့တခါတည်းမှားသွားတာကိုမရှိဘူးလားဟာရှိတာပေါ့တခါတည်းကိုဘာစားထားလို့စားထားမှမသိမတည့်တာကိုဆက်ပြီးတော့စားမိတာမျိုးကမရှိဘူးလားဒါကြောင့်အလုပ်တစ်ခုမလုပ်သေးခင်မှာဒါဟာအကျိုးရှိမလားအကျိုးမိတ်မလားလို့စဉ်းစားဖို့လိုတယ်တဲ့ရှင်ရှင်ဖို့လိုတယ်အဲ့ဒါတတ္ထကတမစင်တဲ့နော် နောက်ပြီးတော့ဥစဉ်တို့နံပါတ်2ကတပ္ပါယတမ္ပဇင်တဲ့တပ္ပါယတမ္ပဇင်ဆိုတာကဒါလုတ်လို့တင့်တော်ပါမလားမတင့်တော်ဘူးလားဆိုတာကိုစဉ်းစားရဟိုအကျိုးရှိတယ်ဆိုအောင်တော့တင့်တော်မှာတချို့ကိစ္စကလုံရမတင့်တော်ရင်မလုံရဟောသူကပူပြီးတော့နူးညံ့သွားတယ်နော်တကယ်ကြီးမိုက်များဆိုရမှာစို့ဟိုတရားဟောတာဟာအကျိုးရှိတဲ့အလုပ်ပါပဲသို့တော့စီဝါရေးအကြောင်းပြောနေတဲ့အလုပ်ရှုပ်နေတဲ့လောကီအခြေအနေလုံနေတဲ့အချိန်မှာကိုကတရားသွားဟောလို့ဖြစ်မလားမဖြစ်ဘူး ုတ်တယ်နော်တကယ်ကြီးမိုင်မြဟိုအကျိုးရှိတိုင်းလည်းပဲလှုပ်လို့ဖြစ်တာမဟုတ်ဘူးတချို့ကိစ္စကလှုပ်တဲ့အချိန်ကြာမှလှုပ်ရတယ်ကြောတဲ့လူကမှပြောရတယ်ဟိုအကျိုးရှိတဲ့စကားပါပဲကောင်းမြတ်တဲ့စကားပါပဲသို့တော်ဒီလူကသိပ်ပြီးတော့မိုင်မဲတဲ့လူကိုစကားကိုလက်ခံနိုင်မဲ့အခြေအနေမရှိမှုမျိုးဆိုရင်ပြောလို့ဖြစ်မလားဟိုအကျိုးရှိတဲ့အလုပ်ပင် ဖြစ်တော်လည်းပဲမသိတော်ဘူးပေါ့ဟုတ်လားအဲ့ဒီတော့အဲ့ဒီအပိုင်းလေးကပို့ပြီးတော့နက်နဲတဲ့အပိုင်းရှိတယ်နော်အဲ့ဒါကပါလေတပ်ပါယတံပစင် လှုပ်သင့်မလှုပ်သင့်ဆိုတာလေးကိုချင့်ချိန်နံပေါ့တော့စဉ်းစားရမယ်ဒီသမစဉ်နှစ်ပါးကဥစဉ်တို့လောကီကိစ္စမှာလည်းပဲကြီးပွားကြောင်ချမ်းသာကြောင်တရားလို့ဆိုတယ်နော်လှုပ်တခုလှုပ်တော့မယ်ဆိုရင်အကျိုးရှိမလားမရှိဘူးလားစဉ်းစားအကျိုးရှိတယ်ဆိုရင်တောင်းမဒါအခုလှုပ်သင့်ပြီလားမလှုပ်သင့်ဘူးလားလို့စဉ်းစားအောင်တဲ့အကျိုးမရှိဘူးဆိုရင်တော့လှုပ်သင့်မလှုပ်သင့်ကိုဆက်ပြီးတော့မစဉ်းစားတော့နဲ့လုံးဝကိုမလှုပ်သင့်ဘူးပေါ့တော့ပေါ့ရလားအေးအဲ့ဒါဥစဉ်တို့တတ္ထကတမစဉ်နဲ့တပ္ပယတမစဉ်ကလောကီမှာလည်းကြီးပွားချမ်းသာကြောင် လောကုတ္တရာတရားကိုကြိုးစားတဲ့နေရာမှာလေသူတို့ဟာအင်မတန်အားကြီးတဲ့ကုသိုလ်ကောင်းမှုဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တယ်လို့ဆိုတယ်။ဟုတ်ရလား?အေးအဲ့တော့တမ္ပဇင်က၄ပါးပြောမှာနော်အခုမှ၂ပါးဖြစ်သေးတယ်ဟုတ်လား?အေး။နောက်ဦးဇင်းတို့တတိယတမ္ပဇင်ကဘာလဲဆိုတော့ဂောစရတမ္ပဇင်တဲ့။ဂောစရဆိုတာကြက်စားရနေမြီလို့ဆိုတယ်။နောက်တမ္ပဇင်ဆိုတာကချင်းချင်းနဲ့တတိကလေးနဲ့အတိကလေးနဲ့လှုပ်တယ်လို့အကြံဉာဏ်ပြောကြပါစို့။ဟုတ်ရလား? တကောစသကျက်စားရာဆိုတာဘာလဲဒီတတိပဋ္ဌာန်တရား၄ပါးကိုပြောတာပါတတိပဋ္ဌာန်တရား၄ပါးဟာတရားဓမ္မတို့ဥရှင်တို့အလွန်ဘေးကင်းတဲ့ကောင်းကျိုးချမ်းသာရသေနိုင်တဲ့ကျက်စားရာပဲဒီစိတ်ဟာဒီတတိပဋ္ဌာန်တရား၄ပါးမှာသာတကယ်လို့ကျက်စားမယ်ဆိုလို့ရှိရင်အများကြီးချမ်းသာမှုရတယ်ဒါကြောင့်တတိပဋ္ဌာန်တရား၄ပါးကိုဂောစသလို့ခေါ်တယ်ကျက်စားရာနော်ဥရှင်တို့ကျက်စားရာဆိုတဲ့နေရာမှာဟိုနွားတွေပါတယ်နွားစကြက်တို့ပါတယ်သုံးတာမရှိဘူးလား ေးမျက်နှုကလေးတွေဘာလေးတွေပေါ်တဲ့နေရာနွားသွားကြောင်းမယ်ပေါ့ဒါနွားတွေရဲ့စကြက်ပေါ့ဒါကသမားတို့ဥစဉ်တို့ဉာဏ်ရှိတဲ့အကျိုးရှိခြင်းရတဲ့ပုဂ္ဂိုလ်တွေရဲ့စိတ်ရဲ့တကြက်ဟာသတိပဋ္ဌာန်တရား၄ပါးပဲဒါကသမားတို့အဲ့ဒီစကြက်မှာစက်စားမယ်ဆိုလို့ရှိရင်ဒါဘေးကင်းနိုင်တယ်ပေါ့ဟိုဒီသတိပဋ္ဌာန်တရားနဲ့ပတ်သက်ပြီးတော့ပိသက်တို့လည်းကြားဖို့ပေးသားပါနော်ဘီလုံးငှက်ကလေးနဲ့စွန်ရင်းမြတ်စွာဘုရားဟောထားတဲ့တကုဏ္ဏကိတုတ်တန်ဆိုတာရှိတယ်လေဒါဥစဉ်တို့လည်းပဲသတိပဋ္ဌာန်ဂုံကြီးဆိုပြီးတော့ဟောထားတာကြည်ကြည်ပြည့်မြန်ဟောထားတာရှိတယ် ော်အဲ့ဒီတဲမှာတော့ဒီလုံနီးကင်လေးကိုအသေးစိတ်ပြောထားတာမပါဘူးပေါ့ဟုတ်ရလားအဲ့ဒီမှာဥယျာဉ်တို့ဒီလုံငှက်ကိုတိန်းစွန်ကတုတ်သွားတော့တိန်းစွန်ရဲ့လက်ထဲမှာခြေသေးသေးမှာဒီလုံငှက်ကအရှင်ကလေးပါသွားတာအဲ့သူကဘယ်လိုအော်တော့အော်ငါဟာ50ကျက်ထဲမှာမကျက်စားမိလို့ဒီလိုဒုက္ခရောက်ရတာတကယ်လို့50ကျက်မှာငါကျက်စားမယ်ဆိုလို့ရှိရင်ဒီစွန်ရဲဟာငါ့ကိုမဖမ်းနိုင်ဘူးတဲ့ စစ်ပွဲသာတိုက်ပွဲသာဖြစ်လိမ့်မယ်တဲ့သူအဲ့လိုပြောတာအဲ့တော့စွန်ကမခံနိုင်ဘူးမင်းစစ်ချက်ကဘယ်နေရာတော့တူသူစစ်ချက်ကိုပြောတယ်သူစစ်ချက်ကထဲခဲကြတယ်ဟာသူစစ်ချက်ပဲတဲ့အဲ့ဒါစွန်ကအဲ့ဒီနေရာကိုပို့ပြီးတော့ပြန်ပြီးတော့ဖမ်းတာပဲမဟုတ်လားဖမ်းတော့ဟိုကစိန်ခေါ်တယ်ထဲခဲပို့တက်ပြီးတော့ကိုင်းလာဖမ်းလဲအရန်တင်းဖြစ်ပြီးအဲ့တော့စွန်ကအရှိန်နဲ့အတင်းတုတ်တယ်အနားလဲရောက်ပြီးဆိုတော့မှသူကသူ့နေရာသူစစ်ချက်ဆိုတော့အလွန်ကျွမ်းကျင်တယ်ရှုပ်ကနေတခါတယ်ထဲခဲပတ်အောက်ထဲကိုအตาလေးဝင်သွားတယ် တကပတ်နဲ့ရင်ပတ်နဲ့တိုက်ပြီးတော့ဆွန်ဒုက္ခရောက်ရတယ်။အဲ့ဒီအခြေအနေကိုမြတ်စွာဘုရားကအဲ့ဒီဇတ်တော်ကိုဟောပြီးတော့ယဟန်တို့တဲ့။တတိပဌံတရား၄ပါးဟာသင်တို့အတွက်ကိုယ်ပိုင်စကြက်ဖြစ်တယ်။ကိုယ်ပိုင်တကြက်ဆိုတာယန္တူတွေကိုယ့်ကိုဝင်ရောက်နှိပ်ဆက်ဖို့မလွယ်တဲ့နေရာ။ကိုယ့်အတွက်ဘေးကင်းတဲ့နေရာ၊အန္တရာယ်ကင်းတဲ့နေရာ။ဟုတ်လား။အေးကာမဂုဏ်တရားအာယုံ၅ပါးတွေကတော့သူတစ်ပါးပိုင်တယ်၊သူတစ်ပါးစကြက်ဖြစ်တယ်ဆိုပြီးတော့မြတ်စွာဘုရားအဲ့ဒီမှာဟောထားတာရှိတယ်။အဲ့ဒါဦးဇင်းတို့ ဂောဆရတံပဇင်ဆိုတာလေး ਨੇ ဆက်ဆက်ပြီးတော့ဒါပြောပြတာအဲ့တော့ဂောဆရတံပဇင်ဆိုတာဘာလဲဒီခန္ဓာကိုယ်ပေါ်မှာဖြစ်တိုင်းဖြစ်တိုင်းသောသဘာဝတရားတွေရဲ့အပေါ်မှာတတိဉာဏ်ပညာဦးရှိပြီးတော့တိ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 နေအောင်ကြိုးစားနေတယ်ဆိုရင်အဲ့ဒါဂောဆရတံပဇင်နဲ့ပြည့်စုံတယ်လို့ဆိုရတယ်နော်ပရိပဒံတရား၄ပါးကိုရှုမှတ်နေတယ်ဆိုရင်အဲ့ဒါဘာလဲဂောဆရတံပဇင်နဲ့ပြည့်စုံတယ်လေးနဲ့သွားပြီနော်တံပဇင်ကတော်တိုင်းတိမယ်စားတိုင်းတိမယ်ကြောတိုင်းတိမယ်ဘယ်လိုအခြေအနေမျိုးမဆိုသိနေအောင် ကြိုးစားနေမင်းအဲ့ဒါဗါလေဂောစရတံပစင်အဲ့ဒီဂောစရတံပစင်နဲ့ပြည်စုံပြီဆိုရင်တဲ့နောက်ဆုံးအဆင့်အမြင့်ဆုံးတံပစင်တရားရမယ်တဲ့အဲ့ဒါကဗါလေဆိုတော့အတ္တမောဟတံပစင်တဲ့အတ္တမောဟတံပစင်ဆိုတာကတိတဲ့တိတိုက်တဲ့တရားတွေကိုအမှန်တိုင်းသိသွားတာအဲ့ဒါအတ္တမောဟတံပစင်ပဲတရားကိုကောက်ရင်ပညာရနော်ဒီကကြီးမိုင်းများဆိုရပါစို့တစ္ဆာ၄ပါးသိသွားတယ်၄ပါးချမ်းသာကိုမျက်မှောက်ပြုသွားတယ် ခန္ဓာဟာဘဝဟာဆင်းရဲပဲလို့သိသွားတယ်။အဲ့ဒါပါလေအဲ့ဒါအတ္တမဟာတန်မခြင်းပဲ။နော်ခန္ဓာဟာမမြဲဘူးဖြစ်တိုင်းဖြစ်တိုင်းသောသဘာဝတရားတွေဟာပျက်စီးချုပ်ပြောင်းနေတယ်လို့သိတယ်။ဒါလည်းပါလေအတ္တမဟာတန်မခြင်းပဲ။ဝိပဿနာဉာဏ်တည်တာအတ္တမဟာတန်မခြင်းလို့ဆိုရမယ်။သစ္စာလေးပါးကိုသိတဲ့ဉာဏ်နေလည်းပဲဒါအတ္တမဟာတန်မခြင်းလို့ပြောနိုင်မလား။ဆိုနိုင်တယ်။သို့တော့အဲ့ဒီမြင့်မြတ်တဲ့အတ္တမဟာတန်မခြင်းသည်ဂောစရတန်မခြင်းနဲ့ကင်းပြီးတော့မရနိုင်ဘူး။ဟုတ်ရဲ့လား။ ကောသလသမ္မသင်ဆိုတာဘာပြောတာလဲသတိပဋ္ဌာန်တရား၄ပါးကိုပွားများတာကာယဝေဒနာ စိတ်တဓမ္မဆိုတဲ့ဒီအာယုံမှာပဲတတိကလေးတိုက်ဆိုင်ပြီးတော့နေနိုင်အောင်ကြိုးစားတာအဲ့ဒါပါလေကောသလသမ္မသင်ဟုတ်ပြီလားအဲ့တော့သမ္မသင်ဘယ်နှပါးတော့၄ပါး၄ပါးတထကသမ္မသင်အကျိုးရှိမရှိစဉ်းစားဆင်ခြင်တယ်သဗ္ဗာယသမ္မသင်အကျိုးရှိတယ်ဆိုအောင်တော့လှုပ်တဲ့မလှုပ်တဲ့စဉ်းစားနော် ီးတော့ဗါလဲဘောစရတံပစဉ်သတိပဋ္ဌာန်တရား၄ပါးနဲ့နေတယ်အတ္တမောဟတံပစဉ်သတိပဋ္ဌာန်တရား၄ပါးမှာစက်စားနေလို့ဉာဏ်ပညာကြီးလာတဲ့သဘောဟုတ်ရလား